ဇေယဘုံမွေးရေးသားထားတဲ့မြမပုံးတို့ပတ်စာများဆိုတဲ့စာအုပ်ထဲကပုံမြင်လေးတခုပုံမြင်နာမည်ကတော့အသက်မှန်သိအောင်စူဇန်တတ်တော်လူပြိုကြီးတဲ့သူဇလန်ဒီပေါ့တချိန်မှာမြို့တမြို့မှာအပြိုကြီးတူနဲ့လူပြိုကြီးတူကပြောနေတဲ့အောင်မြင်မှုပဲနဲ့မိပါရရနေပြီးတော့လက်ထပ်ပေးလိုက်သူလက်ထပ်ပြီးရဲ့နောက်မှာသူတို့သားပြိုကြီးကလက်ထပ်ပြီးကစားဇနီးတွေကို ရှင်မအသက်မိညာရှိပြီလေမေအဲဇနီးတွေကကျုပ်အသက်40ရှိပြီလေရှေ့သူတို့သားလူမျိုးကြီးအာအောတဲ့အမူအရာနဲ့ဘယ်ပဲနဲ့လဲရှင်မမိဘကျုပ်အမေကိုပြောတော့ရှင်မအသက်က35နှစ်ဆိုအဲဇနီးတွေကကျုပ်သက်က40ဆိုပေမဲ့အမှန်ကတော့39နှစ်စွန့်ရုံပဲရှိပြီပြောအဲသူတို့သားပြူကြီးအကြမ်းအိုက်သွားပြီတော့ ဒီကမိမစီကအဲ့ကိုအမှန်ရဖို့တနည်းနည်းနဲ့စုံစမ်းမယ်လို့စိတ်ဆုံးဖြတ်လိုက်အဲ့ဒါနဲ့ညဘက်ရောက်ညဘက်ရောက်လာတဲ့ခါကျတော့သတို့သားလူလူကြီးကရှင်မိုက်မိဘကြောင့်ကိုသွားပြီးစာအုပ်ကိုလုံအောင်ပိတ်လိုက်ပါလို့ပြောဇနီးတွေကဘာကိစ္စစာအုပ်ကိုလုံအောင်ပိတ်ရမှာလဲလို့မေးအဲ့ဒါနဲ့သတို့သားလူလူကြီးကပြန်ပြောအိုးစာအုပ်မပိတ်ထားရင်ညကျကျွတ်တယ်စားကုန်မှာပေါ့အဲ့မှာဇနီးကရာ ကျုပ်သက်50ကျော်ပါပြီတော့စားကြွက်စားရည်တခါမှမကြဘူးပါဘူးလို့ပြောတော့သူတို့သားလူမျိုးကြီးကသူ့ရဲ့ဇနီးအသေးရဲ့အသက်ကိုသိပါတော့တယ်။ဘုံမြင်လေးကတော့ဒါတော့ပဲခင်ဗျ။အားထောင်ပြီးရဲ့အတွက်ကျေးဇူးတင်ပါ